ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်ရဲ့ညွေဦး family youtube channel လေးကနေရန်လေကြိုဆိုလိုက်ပါတယ်ခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ပုံမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်ဖိုင်ဆရာဆရာထုဆွေအောင်ဤစာလုံးရေးစဆိုတဲ့ဟာတဝိတုစာအုပ်ကိုအပိုင်းကားနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါအောင်ခင်ဗျာစင်ကာပူစံတော်ချင်း ည၈နာရီခွဲစင်ကာပူနိုင်ငံ၏နောက်ဘက်ကမ်းခြေ West Coast သို့မဟုတ်အီလန်တိုင်းအဖြူရောင်မာစီရီတက္ကစီကလင်းမြန်သောရှင်ဖြင့်မောင်းနေနေသည် ကားဒရိုင်ဘာ၏ဘေးဘဲဘက်ထိုင်ကုန်တစ်ခုလုံးအပြည့်ကြက်သိပ်စွာထိုင်နေသူကရက်၆ပင်နေပါ အသားမဲမဲဝဝပြင်းပြင်းခန္ဓာကိုအရဘောနှင့်မလိုက်အမြဲတမ်းအပြုံပေးနေတတ်သည့်ကိုရဲကြီးသူဤကြောဘက် နောက်ကုန်းတွင်ထိုင်နေသူကဂုမနဲ့ ၎င်း၏ဘေး၌ထိုင်ရင်ကားပြတင်းမှတဆင့်မိပင်လေကြီးအလားထင်မှတ်မှလောက်အောင် လင့်ထိန်နေသည့်စင်ကာပူညာချန်းအလားကိုအင်္ဒြေရရကြည့်ရှုနေသူကကျွန်တော်စာလုံးကိုခြေချလို့နိုင်ပိုင်းမြသာရှိသေးသည်ဖြင့်သူပြေဌာနဒါလီစွာကိုဒဟန်တော်ငေးမောနေသောကျွန်တော်၏စိတ်အာရုံခံစားမှုပြတ်သွန်းအောင်လှုပ်ဆောင်နေကြသည်ကကိုရဲနှင့်ကိုမလဲယခုလည်းမိုးပြန်တရာပေါ်မှမောင်းနှင်သွားသောယထာကြီးကိုကြည့်ကောင်းနေစေ ိုရဲကြီးကနောက်တော့လက်ကံထန်ဒီလုံးပမာဏခန့်ရှိ၍နံပါတ်7တန်စားကော်ဘတ်လောက်ကျန်းသောသူ့လက်ကြီးဖြင့်ကျွန်တော်ပကုန်းကိုပုံရင်မင်းကိုဝန်ွယ်ရွာတော်ပိုင်းကကိုဖိုးတန်ကမင်းအတွက်ပေးရမယ့်အေဂျင့်ကကို အပြည့်ဝပေးပြီးသားအဲ့ဒီအထဲမှာမင်းကိုကြိုဖို့အချိန်မမီရင်ညအိပ်ဖို့စားဖို့တောက်ဖို့ဆေးစစ်ဖို့နောက်ဆုံးဝတ်ပါမေးရတဲ့အထိသုံးဖို့ဈေးတွေပါတယ် အဲ့ဒါကိုမင်းရဲ့အေဂျင့်က သူကိုယ်တိုင် မကြိုတော့ပဲဖြစ်စလောက်ငွေလေးနဲ့နောက်ထပ်အေဂျင့်ကိုထပ်ငှားပြီးကြိုခိုင်းတယ်။အဲ့ဒီအေဂျင့်ကလည်းသူရတဲ့မဖြစ်စလောက်ငွေကိုတတ်နိုင်တဲ့မြချွေတာပြီးဈေးအသက်သာဆုံးမလေးရှားနာဇီလာမားထမင်းဆိုင်မှာကြွေးတယ်။ရေဘူးရေအေးအပေါ်ဆက်အောက်ဆက်နဲ့ကော်ဖီဘာတိုက်တဲ့ခက်လက်လက်ဟိုတယ်က38ကျက်လောက်ပဲပေးရတာတော့မင်းကိုမထားပဲ ဒီမှာလာအလုတ်လုတ်နေတဲ့အလုတ်ကျန်းသမားတွေအိတ်တဲ့တညကိုရှိကြက်30လောက်သာပေးရတဲ့အခန့်ကိုပို့ထားတယ်ဆိုတော့อืมမင်းရဲ့ကုသကံကကြီးလာကြီးလာဗိုလ်တော့ရယ်ဒါကတော့ဗျာသူ့ရုပ်စင်းတရံကိုမြင်ကြတဲ့ကဒီကောင်ဟာရွာမှာနွားကြောင်ရင် ကောက်ရိုးပုံမှာအိတ်လာတဲ့အကောင်ဒါမှမဟုတ်လေကသိန်းရိုးကိုခေါင်းအုံပြီးအိတ်နေတဲ့ကောင်ဆိုတာအေဂျင့်ကရိပ်မိသွားလို့တန်ရာတန်ရာကိုပို့ပေးတာဖြစ်မှာပေါ့ဟုတ်တယ်ဟုတ်ကိုရဲကြီးက တခွေခွေရင်နေစဉ်ကျွန်တော်ကကိုမနဲ့ကိုမျက်စောင်းထိုးရင်ဒီစကားတွေသာ ခမညီမကြားရင်တော့အကိုကြီးအဖရာအာကိုရမယ်ထင်တာကမှနှမလေးမျက်နာကိုမှ မထောက်တချုံကွယ်ယုံနဲ့တရှုပေါက်တဲ့အကိုကြီးရဲ့အရှက်မရှိတဲ့အပြောဆိုတွေကြောင့်ကျမချစ်သူမျက်နာကိုဘယ်လိုလုပ်ပြီးကြည့်ဝင်တော့ပါမလဲအကိုကြီးရဲ့ဆိုပြီးရင်ဘတ် CD ငွေတော့မှာပဲဗျာအဲ့ဒါကြောင့်အမျိုးဘာသာသာသနာကိုစော်ကားဝင်တဲ့ကိုမနဲ့အပြုမှုအပြောဆိုတွေကို ိုရဲကြီးရဲ့တစိတ်လောက်သီးခံပြီးသစိမ့်တရားဆံတွေကိုပြန်မပြောပါနဲ့ဗျာ။ဟာ။ဒါမျိုးပါသာသာသနာကိုစော်ကားတာလေ။ပါဇက်စီးမရှိတိုင်းတွေ့ကြရရှောက်ပြောတယ်မင်းမျက်ခွက်ကြီးကိုငါ့ညီမမပြောနဲ့ငါတော်မကြည့်ကျင်ဘူးဟေ။ဝေါ။ဆင်ပြေမျက်နှာဆင်မဲမကြည့်ဝင့်ဆိုစကားရာကျွန်တော်တို့ဖြူနုညံ့ညောတဲ့အစင်းရှိသူကိုကျွဲ့နဲ့ကြီးကန်ကတ္တရာပုံးထဲမှာသတ်ဆက်ပြီးပေါက်ဖွားလာတဲ့အသားရည်ရှိသူခမည်းကဘယ်ကြည့်ဝင်ပါမလဲ။ ယောက်ျားတို့ရဲ့လုံလဥဒ္ဓဟစွန့်ရီဆိုတာကလည်းမြက်ခွက်ကအ धिक မဟုတ်မှန်းအသေးလေးကတီးပြီးသားပါဗျာကျွန်တော်တို့ချစ်သူနှစ်ယောက်ရဲ့ကြားတယ်ခမရဝင်ဖို့မကြိုးစားပါနဲ့ကျွန်တော်ကအခုထိရေမချို့ရသေးဘူးဗျကိုရဲကြီးကတခွေခွေရေနေသလားကိုမင်းကတော့သူရဲ့ရှိရင်ဆွဲမိဆိုင်ဖဆိုင်များကိုတိုင်တယ်၍နေစင်ပါပင်အငါရင်ကပန်ကျူရိုလိန်လမ်းတဲ့သို့ဝင်သွားပြီးနောက်လမ်းစုံနေရာတွင်ရက်လိုက်သည်ဖြင့်ကဲ ငါပြောတယ်တီတိုရဲ့တောက်တင်မောချင်းကို ရောက်ပြီဆင်းတော့ကိုရဲ့စကားဆုံးကျွန်တော်ကထိုင်ကုန်ကပတ်ကိုချွေ့ချွေ့ကဘာမှဆင်းရင်ဂိုင်းကိုမနဲ့ခမခမပါဇက်ကအရသာခံပြီးပြောနေတဲ့အလုံးကြီးတွေလည်းတော်ပါတော့ဗျာအမိရုတ်တော်နှုတ်ကြမ်းလို့အပြောမခံကျင်စမ်းပါနဲ့မိကောင်းဖခင်လူရင်ကြီးရဲ့သားသမီးပြီပြီမမမမန်ကျွန်တော်ကတောင်းပန်တဲ့အပြင်အသေးလေးမျက်နှာထောက်ထားပြီးအကိုကြီးကိုမနဲ့ကိုဦးစားပေးလိုက်ပါမယ် ျွန်တော်အိမ်နှလုံးကိုခမည်းတော်ပြီးနောက်ကလိုက်ခဲ့ဒါပဲဟာကိုရဲကြီးကိုအားနာစရာကောင်းနေပြန်ပါပြီကဲကဲကိုမနဲ့ကိုရဲကြီးကိုတလုံးတော့သေခိုင်းလိုက်ပါဗျာခမည်းကအနစ်နာခံပြီးကြီးတဲ့အိတ်ကိုကိုရဲကြီးပေးလိုက်ပေါ့တို့နှစ်ဦးမဆဲခင်ဝန်တကာကြီးဤမလွယ်ပေါက်တကားမတဆင့်ဒင်မောချင်းတဲ့တို့ကျွန်တော်ဝင်လိုက်ပြီဝင်ဝင်ချင်းဘဲဘဲချမ်းဘရောက်ပင်ကြီးဤအောက်ရှိလူနေရန်ပြစ်လုထားသောအရာကွန်းတဆင်ထားသည့် ကွန်တိန်နာကြီး၏ဘေးတွင်သာသာဖွဲ့ရာများအပြစ်တင်ထားသည့်သပွဲဝိုင်းကြီးကိုတွေ့လိုက်ရသည်ထိုသပွဲဝိုင်းတွင်ထိုင်နေသောသူကကျွန်တော်ကိုမြင်လင်ထိုင်ရာမှထ၍ကျွန်တော်ထံသို့လျှောက်လာသည်ထိုသူကကွန်းတို့ဖက်နှက်တစ်ဖက်ချိန်ညက်ဖက်နှက်တစ်ဖက်ကိုစီးထားသည်သတိကွာတာပေါင်းပြီးဝှထတော်လဲသူ၏ခန္ဓာကိုဖွံ့ဖြိုးမှုနှုံးကြောင့်ပေါင်းပြီးလက်ရှိဝှထတဲ့ကဲ့သို့ထင်မြင်ရသည်စပုတ်ရှာအင်ကြီးအကောင်းစားကိုဝှထတော်လဲအဖေအင်ကြီးသားယူဝှထသလိုမတန်မရာပွားတတ်တာကြီးဖြစ်နေသည် ပင်ကကောက်သည်အနေငယ်အဖြူရောင်တန်းသောမျက်နာကအုတ်ရှိသေးကိုကော်ပဲစား၍စီတုပ်ထားတဲ့သို့ကြောင်ကြောင်ရောင်ရောင်ရှိပါတော်လဲမေးစေးဤနေရာ၌နှစ်စင်တီမီတာခန့်တညီတဲ့ရှည်သော မုတ်စိတ်တော်ကြီးကလူမျိုးကြားတယောက်ဆိုသည်ကိုမပြောဘဲနှင့်တိနေနိုင်သည်သူကရုံပြသည်ဖြင့်ကျွန်တော်ကအပြုံးပြန်ပေးလိုက်ပြီးအနောက်တိုင်းရင်ကျိမှုအရာမတရီတော်လဲကျွန်တော်လက်ကိုသူ့ထံထိုးပေးရင် How do you do? ကြံကန်းသာလို့မာပါဇအဆွေတော်အဲ့ဒီလိုဗီဒီရှာလို့နှုတ်ခွန်းဆက်သားလိုက်ပါတော့လဲဒင်းကတခွန်းမှပြန်မဟာပဲမျက်လုံးကြီးသာပြူလာသဖြင့်ဗီဒီရှာစကားကိုနားမလဲရှာသည့်လူမျိုးသားကိုအတနာကရုဏာပို့သွားပါတော့လဲတသမျှအမှတ်သမျှဘာသာစကားနှမျိုးနဲ့သာလျင်ဒင်းကိုနှစ်သိမ့်ရပြီတော့အန်ဟုအတွေ့ဝင်လာပြီး I'm glad to meet you အဆုံးမရတဲ့တန်လျာဝဲဩကမှာအကြောင်းအကျိုးတိုက်ဆိုင်လို့ အရှင်လက်လက်ဆုံတွေ့ခွင့်ရတဲ့အတွက်အတိုင်းမသိအနိုင်အဆမရှိအောင်ဝမ်းမြောက်ကြောင်းပါအဆွေတော်ငဲ့အဲ့ဒီလိုပြည်သူ့ကြလို့တမျိုးဒါဂီဝင်စကားနဲ့တည်းတည်းဘွယ်ဘွယ်ရရနှုတ်ခွန်းဆက်သလိုက်ပါတော့လေခမကြီးကစကားတခွန်းတောင်မှဖွင့်ဟမဆွေပဲမမိတ်မတုံမျက်လုံးအစုံဖြစ်လာရင်ကျွန်တော်ကိုစိမ့်စိမ့်ကြီးကြည့်ရင်မတ်တာကြီးအသက်ထွက်သွားသလိုဖြစ်နေဟန်ကြောင့်ကိုရဲကြီးတို့ဘက်သို့ကျွန်တော်တစ်ချက်လှည့်ကြည့်လိုက်ပြီးပြည်သူ့ကြစကားကိုလည်းမတက် ။တကောင်းအဖိယသာတာဂီဝင်စကားကိုလည်းနားမလည်တဲ့ဒီတရဝါဟာဘယ်ပုံသားလဲ။အဲအဲလေဘယ်နိုင်ငံသားလဲဗျာတို့။စကားသာမပြောတတ်တယ်နော်။စင်းစင်းကြီးကြီးနေတဲ့သူမြေဝင်းဆောင်ကြောင်ဟောလိဝုဒ်ရဲ့နာမည်ကျော်ဘရူဘတ်မောင်တိန်ဇာကကြည့်လိုက်ရသလိုယောက်ျားချင်းချင်းတောင်မှကြော်မပေးရတော့အောင် ရင်ခုန်မိပါပြီးတော့တယ်ဗျာတို့ကိုရဲကြီးကအမျက်လုံးအပြည့်သားဖြင့်ကျွန်တော်ကိုကြည့်ရင်အဲ့ဒါဒီတင်မောချင်းကဒေါက်စကြီးတီးတိုးတဲ့ ပြီးသီးချလို့တလုံးမှမတက်တဲ့သူကတောက်တကြီးယာရုရတယ်ဆိုတော့ပြီးသီးချစကားတွေကိုတန်စင်ခုနှစ်ပါးနဲ့ရွတ်ဆိုပြရတဲ့ကျွန်တော်သာဆိုရင်တောက်တကြီးထက်တာတဲ့တောက်မျိုးစားတောက်နေစားလောက်ကတော့ပြည့်မလွတ်ပေဘူးပေါ့ကျွန်တော်စကားဆိုလူမျိုးကြကကျွန်တော်လက်ကိုဆောင်ဆွဲလိုက်ရင်ဗိုလ်တော့လာမယ်ဗိုလ်တော့လာမယ်ဆိုလို့ဘယ်သူများလဲမှတ်တယ်လက်ဆက်တတ်တော့ငတောက်မင်းကိုကအသက်ကြီးလာတာတော့အခုထိအကျင့်ကမပြောက်သေးဘူး ဟုတ်၎င်းတကမြန်မာစကားကိုဘီဘီတတကြီးပြောလိုက်သဖြင့်ကျွန်တော်လည်းတအန်တော်နဲ့မျက်လုံးကိုပွတ်တက်၍ဒင်းကိုစိစိကြည့်လိုက်ရင်ဟာစိတ်သက်နိုင်ပါလားမိငါလူလမသားအဝတ်စားတွေဝတ်ထားတဲ့ပြင်ငပြေမကိုရေထိုးထားသလိုတင်းမာပြောင်းလဲနေတဲ့မျက်ခွက်အောက်ကတူနဲ့နဲ့မုတ်စိဘရဘွားတွေကြောင့်မိမျက်ခွက်ကိုမမမိရတဲ့အထဲအကျင့်မပြောင်းဘဲနာမည်ပြောင်းထားတဲ့တီတိုးဆိုတဲ့မင်းကိုငါဘယ်လိုလုပ်ပြီးမှတ်မိပါမလဲဟာ ်ဟေးမင်းတို့နှစ်ယောက်ကအတိတွေလားကိုရဲကြီးအမေစကားကိုတီတူကကောင်းညင်ရင်ငယ်ငယ်တုန်းကအเจ้าနေဘက်တွေဟုတ်ပါဟုတ်ပါငယ်ငယ်တုန်းကရွာမူလာတန်းเจ้าမှာကျွန်တော်ကเจ้าတက်လို့ဒင်းကကျွန်တော်တို့เจ้าပြီးမှအမြဲတမ်းနွားလာเจ้าနေကြအဲ့ဒါကြောင့်เจ้าနေဘက်တွေမင်းရဲ့အဲ့ဒီလိုမဟုတ်တန်းတရံဘလွတ်ရွှတ်တွတ်တွေရဲ့ငွေကျွေးငွေနာတွေဖော်လွှင်းပြောလွှင်းလို့ဟောဒီစင်ကာပူမှာရောက်နေကြတဲ့ မင်းနဲ့ပတ်သက်ဖို့တဲ့အတန်းဝန်းတွေကမင်းလာမကူကြောက်နေကြတာကွာဒီမဲ့ပေါ်တော့အခုဒီနေရာကငါရဲ့ရင်ခွင်ငါရဲ့ပိုင်နဲ့ငါကဒီတော့ကသကြီးငါမှမဆုံးမရင်မင်းကိုဆုံးမမယ့်ကောင်မရှိတော့ဘူးအဲ့ဒါကြောင့်ငါထမင်းငါစားပြီးမင်းရဲ့အကျင့်စိုးတွေပြောက်အောင်ဆုံးမပေးရမယ့်တာဝန်ကိုငါယူမှဖြစ်တော့မယ်အောင်မလေးလေကြားရကြားရနောက်ရမှာမသက်တာတငယ်ချင်းဟဲ့ကောင်ငယ်တငယ်ချင်းငယ်တငယ်ချင်းချင်းချင်းရက်ဆက်တော့မှလားကွာစိန်တီးတို့ရဲ့ ငယ်ကျွန်းငယ်နာတွေပေါ်တယ်လို့ပြောရအောင်ကလည်းကြောင်မကြီးနဲ့ရွှေညာတို့ရဲ့အမအပြိုကြီးမမခင်က သူ့ဖေရဲ့ဘန်ကောက်ပစိုးတွေကိုတထည်ချင်းဖျက်ချုပ်လို့လိုက်ကာကြီးလှုပ်ပြီးရွာဦးဖုန်ကြီးကြောင့်မှလှူထားတာကြီးကိုမင်းကခိုးပြီးတောင်ရှိပစိုးလှုပ်ဖို့ဖျက်ချုပ်တာကိုလည်းငါမပြောရသေးပါလားအဲ့ဒါကရွာပုံကရင်မှာမင်းသားပြေမင်းဝင်ကကျင်လင်းလို့တောင်ရှိပစိုးမရှိလို့ကူညီပါဟဲ့ ကိုတို့ကြီးရဲ့ဆိုပြီးငူကြီးချက်မနဲ့မင်းအပူကက်လို့ငါမှမနေတာပဲနဲ့လုပ်ပြရတာလေမမခင်တို့တိုင်တို့ဖုန်းကြီးတိသွားပြီးဆရာတော်ရဲ့ကျင်ကျောအောင်မှာငါပြပြကြီးမှောက်နေချိန်မှာမင်္ဂလာပြောတန်ပြောတန်ဆိုပြီးမင်္ဂလာပြောသချင်းနဲ့ကိုင်းနေအောင်ကတာကမင်းလေငါကတာကိုမင်းအပြစ်ပြောလို့ရမလားကွာငါကလို့ဆုချတဲ့ငွေတွေရရင်တယောက်တဝက်လို့ဂရိထားပြီးကမှမင်းကအကုန်လုံးယူသွားတာကိုကွာဘာဘာငါယူတာလဲဘာငါယူတာလဲ မဟုတ်မကတွေမင်းလျှောက်သုံးပါဆိုလို့ငါကခဏသိမ့်ပြီးထားတာကွာဆရာတော်ရိုက်တာတော့မှမင်းကမဖို့ပဲငါတယောက်ထဲကြိတ်ခံတာလေရိုက်ခံရတာကြောင့်မမောနဲ့ငါအိပ်ပြောသွားတော့အဲ့ဒီငွေတွေအကုန်လုံးမင်းပြန်ခိုးပြီးပွဲတော်စည်းထဲမှာမင်းတယောက်ထဲမုံတွေဝယ်စားလို့ကုံရောမဟုတ်လားဟမ်အဲ့ဒါကကမင်းငါကိုကြီးစုတင်ရမှာရေခဲမုံနဲ့အာတာပူစီတွေငါဝယ်စားမိလို့၃ရက်လောက်ဝမ်းလျှော့ပါရောလားငါနဲ့အတူမင်းပါစားရင်မင်းလည်းဝမ်းလျှော့ပါလေကွာ အခုတော့ငါတယောက်တည်းအနစ်နာခံပြီးဝမ်းဆွဲရတဲ့ကိစ္စကြီးကိုမင်းကကျေးဇူးတော်မတင်တဲ့ပြင်ကျေးဇူးကန့်ညင်နေတယ်ပေါ့လေကျေးဇူးရှင်ကိုဆော်ကားရင်မြေမြိုလိုက်မယ်နော်တီတိုမင်းမြေမြိုမှာဆိုးလို့ပါကွာကိုရဲကြီးနဲ့ကိုမနေတီတိုမြေမြိုအောင်တနာတော်အပြင်သူ့လက်ထက်ကတန်တူကြီးကိုယူထားလိုက်ကြပါဗျာခင်ဗျားတို့ကလည်းအပိအမြောက်နဲ့ဒီအတိုင်းရက်ကြည့်နေကြသလားကျွန်တော်စကားကြောင့်တို့သုံးယောက်ကြောင်တောင်တောင်ဖြစ်ကတီတိုလက်ထက်ကင်ထားတာကိုတလက်ကျွန်တော်ကိုတလက်ကြည့်ရင်ကိုမနေကတီတိုလက်ထက်မှာ စတိယောင်ပြောင်းလက်နေသောတန်တော်ကလေးကိုယူ၍အရင်ရှိအဖုခလုတ်ကလေးကိုနှိမ့်လိုက်ရာတန်တော်ဟုထင်ထားသောလမ်းပိုက်လုံးလေးဤအဖျားမှမိတော်လေးထွက်ပေါ်လာပြီးနောက်ဂက်မိဘကိုမိမွေးတဲ့မိကြီးဟာတော့မဟုတ်ဘူးအဲ့ဒီလောက်ထိအရဲနရဲကောင်မျိုးကစင်ကာပူကိုရောက်လာသေးတယ်ကွာကိုမနေ is စကားမဆုံးခင်ကိုရဲကြီးကကြာဝင်၍ဂိုင်းဂိုင်းတော်ကြပါတော့ကွာ ငါတို့မင်းသားလေးခင်ဗျာလဲစင်ကာပူနိုင်ငံကိုစရောက်ကြတဲ့ကငွေချင်းတွေကြီးချနေရလို့ပင်လဲပင်ပန်းစားလဲစားရောက်ပေါ့ကဲကဲဟိုမှာစားစရာတွေအစင်းစင်းပြင်းပြသားတခါတည်းစားပြီတော့တခါတည်းသာစားပြီတော့ကွာယုံပြပြလုံနေတော့သူတို့သုံးခုကျွန်တော်တစ်ချက်ကြည့်ရင်တရချင်းချင်းချင်းကုပ်ပြည်တွင်းမှာလက်ရည်ပြင်းဒီနေကြပြီမဲ့ရေချမ်းမိချကိုရောက်ရင် ရည်မြေလိုက်ပြီးဇတုသားတော်မှမရှောင်ပဲပွဲတော်တည်ခဲ့ကြတဲ့အကြောင်းကလည်းတီဘူးကြာပြီးသားဖြစ်နေတော့အဲ့ဒီစားစရာတွေထဲမှာအစိတ်ခတ်မထားဘူးလို့ဘယ်သူပြောနိုင်ပါမလဲကျွန်တော်စကားဆုံးစိန်တနိုင်ခေါ်ဒီတို့ဆိုသည့်ဒေါက်တကြီးကဒေါက်တာအမြတ်ဟူဟူထွက်ရင်သူ့လက်ကျန်းကြီးဖြင့်ဘဲခင်တချမ်းကိုလှမ်းအနိုင်ကျွန်တော်ကသူ့လက်ကိုပုတ်ထုတ်လိုက်ရင်ဝိတ်ကုတ်ဝဲကုတ်တဲ့လက်အင်တာတက်ရင်သုံးတဲ့လက်ကြီးဖယ်စမ်းမင်းအမေမနေနိုင်လို့အစိတ်ရှိမရှိ အရင်စပြမယ်ဆိုရင်လေဟိုဘက်ပကံတဲကအချင်းကြီးစိန်ထားတဲ့ငရုတိတောင်လေးတွေပဲစပြငါကတော့တရာလို့ကျွေးရင်သေသေးတောင်စားရတယ်ဆိုတော့ရှေ့ထုံးအရာသေးသေးကြီးကြီးဘဲကင်နဲ့ဝက်ကောင်းတို့ကိုအဝစားပြီးမှအသေးခံမယ်ဘုံမလဲကမိဘမတိုက်ဖဲထိုးသိထထားသောရှိုင်အင်ကြီးကဲ့သို့ရှုံတွနေသည့်သူမျက်ခွေကြီးကိုအာဘာတရထက်ရှုံရင်အာကြီးကြီးကြဲတဲ့ကောင်ဒီနေ့လည်းမှာအစိတ်ခတ်ရင်ငါတတိယရဲ့နှက်တွေအရင်ဆုံးတည်ပြီး အဲ့ဒါနှက်ပွဲကြရီငါတို့သုံးယောက်စားလို့မကုန်လို့မင်းဘူခြံထားတာဩဩလက်စားတတ်တော့ဒါတရုတ်နှက်တုတ်တာတွေပေါ့မှန်တရုတ်နှက်တွေအကြေးချက်ပြုတ်ထားတဲ့နှက်တုတ်တာကိုမိစမ်းကြည့်ရအောင်လာစမ်းဘဲခင်အလိုထညက်တကြပြည်တွေကိုသုံးခွက်တစ်ခွက်တင်ကြိုပြီးဘဲခင်မှာဆန့်ထားလိုက်တယ်လို့ချွေရဲကြည့်ပါလားဟာအမလေးဝက်ကောင်းတော်တဲ့စားပလင်းမှောက်ကြထားသလိုငန်တုနေတာပဲဖះဖះကုသိုလ်ကံအကြောင်းလှပြီးစိတ်ရင်းစေတနာကောင်းတဲ့ကျွန်တော်တယောက် နောက်ဘဝမှာနတ်ဖြစ်ခဲ့ရင်တောင်မှတရုတ်နဲ့မဖြစ်ပါရစေနဲ့ဖေဟာနေ့စဉ်နေ့တိုင်းချိုချိုရဲရဲငငန်တူတူတရုတ်နတ်တော်တာတွေကိုသာပွဲတော်တရရင်စီဂျိုသွေးတို့ဖြစ်ပြီးနတ်ဘဝကလည်းမြန်မြန်ကြီးစုတေမာဆိုးလို့ရိုးရာမပြတ်အောင်အတွင်းနဲ့အပြင်ဘယ်မှာဖြစ်ဖြစ်နေရာလက်တဲ့နေရာမှာသာရိုးရာနတ်ဖြစ်ခံထားပေးတော်မူပါဖေဟာငါတို့ရိုးရာနတ်တွေကဝက်ဆိုရင်လေးတန်တောင်မကြားကျင်တော့အောင်ဝက်ကြောက်တဲ့နတ်တွေမင်းကလည်းဝက်ဆိုတဲ့အတန်ကြားလိုက်တာနဲ့တုံတုံရင်ရင်ဖြစ်ပြီး တုံးလောက်ကြိုက်လိုက်ရမှာနေသားကြတဲ့ကောင်ဆိုတော့မင်းသားရိုးရာနဲ့ဖြစ်ရင်ဇာရီတော်ကြီးဒုက္ခရောက်မှာပေါ့။ဦးဗျာဝက်မစားရရင်လည်းဘာဖြစ်လဲ။ကြက်ကြောရှိနေတာပဲ။ဟာကြက်ငှက်တကွေးယောဂနဲ့အစိမ့်ဒီနဲ့ကနေအကြက်ဒီနဲ့ဖြစ်ချင်လို့လား။ကြက်ကောင်လိုက်မကလို့ဥကအစတည်တည်ချာချာနုနဲ့တဲ့အထိချက်ပြုတ်ကြလို့ H5N1 ကြက်ငှက်တကွေးယောဂကိုကြောက်စရာမလိုပဲစားသုံးလို့ရကြောင်း ကဘာတလွားကဆရာဝန်ကြီးတွေကအမှတ်ချက်တွေပေးပြီးတော့ထောက်ခံထားတာလူတိုင်းသိတဲ့ကိစ္စကြီးပါဗျာအေးချက်တဲ့ပြုတ်တဲ့ကြော်တဲ့လော်တဲ့သူတွေနဲ့တကွာအဲ့ဒီအကောင်ပလောင်တွေနဲ့လက်ပွင့်တရီထိတွေ့တဲ့သူတွေကိုမင်းပြောတဲ့ယောဂါကြီးကလွယ်လင့်တကူကူးစက်နိုင်တဲ့အကြောင်းကိုလည်းသတင်းထုတ်ပြန်ထားတယ်လေကွာသူတို့တွေမင်းထက်မတော်တော့ဘူးလားအကောင်ထဲမရှိလို့မသိမမြင်နိုင်တဲ့ရိုးရာကိုတော့နင်းငံကြောက်ပြီး မိုက်ခရိုစကုပ်လိုအနုကြည့်မှန်မြောင်းနဲ့ကြည့်မှသာတွေ့မြင်နိုင်တဲ့ဘိုင်းယက်စ်ပိုးကိုသာမန်မျက်စိနဲ့မမြင်ရလို့အကြောက်ရွံ့မရှိပဲကြော်လော်ချက်ပြုတ်တင်မြောက်ပတ်တဲ့သူတွေကိုဘီလီယာကန်နင့်တိုက်နင်ခံဆိုပြီးမျက်နှလွဲလှုပ်ရပါမလားဗျာသူတို့တင်မြောက်ထားတာတွေကိုအန်ဒီအကင်းစွာနဲ့စတ်တော့ရင်ဘဲဘက်ကတဆုပ်ကျဲလို့ညာဘက်ကတလဲဝင်ယုံမကတမိုးအောင်မှာဟုန်ဟုန်တောက်အောင် စီးပွားဂုံရှိန်တထိန်ထိန်တို့က အကြံစီအလုတ်ကင်မှန်သမျှလူတိုင်းတလို့ပြည်စုံပြီးလျင်အသက်ရာကျော်ရှည်တဲ့အထိစောင့်ရှောက်လို့နေမဲ့ကြောင်းငကတော်တွေကတဆင်သတင်းကောင်းတွေပေးဦးမှာပေါ့ဗျာကျွန်တော်စကားဆုံးသုံးဘက်သောလက်ကျန်းကြီးတွေက ဖော်ဖျောင်းခဲ့သူနုနယ်ပြောပြောင်းလာတာကျွန်တော်ဤငယ်ထိတ်လေကုန်းနဲ့ကြောပြင်းတော့ကိုတပြိုင်တည်းကြားရောက်လာတော့ကြောင်းငါ့မိသားတဲ့ကျွန်တော်ခမရမှာလဲကြိုက်ထားတဲ့ဘဲခင်ပင်ဗဇက်ကနေထွက်ကြလို့သွားတော့တာပေါ့လေအဲ့ဒါကြောင့်လုံရလိုက်ကြတာရစ်ဆက်လိုက်ကြတာ အဝီစီလုံးနောက်မှာဇောင်းမနဲ့တဲ့အသားရဲကလောက်ထွက်တွေရဲ့ထမင်းတလုံးဒုတိယချက်ပဲကြားဘူးပါတယ်ဘဲကင်တကိုက်နရင်သုံးချက်ဆိုတာရေချာနေချာရောက်မှအရှင်လက်လက်ကြီးကိုတွေ့ရှိခန်းစားလိုက်ရတာကြောင့်ကံကံငယ်ဖြင်းသူမှုအပင်တောင်ဝင်အောင်မသွန်နိုင်ပဲအောင်မလေးဟဲ့တိတို့ရေသွာခတ်ကွာ အချိုးတွေငန်တွေစားထားလို့လေကြောင့်၆ကက်ကက်နဲ့ငိုချင်းချလို့မကောင်းဘူးကွာ ဒီတော့ကမျက်နှာကိုရှုံ့မဲ့၍မိဘဆောင်ဘက်ထွက်သွားသောအခါကိုရဲကြီးကဘိတ်ကင်နှင့်ဝက်ကောင်းတို့ကိုမြည်ကြည့်ရင်ဘိတ်ကင်မှဆန်းထားတဲ့ပင်ကပိကြီးတွေကချူလွတ်နေတာကွာပင်ကပိဆန်းမထားတဲ့ဟာပဲစားတော့ကွာဝက်ကောင်းတို့ကကိုမနေကိုတိုင်းတုတ်ထားတာမင်းဘုခွဲပြီးခြံတော့အပေါ်အုပ်ထားလိုက်တဲ့ပကံကစားပကံဖြစ်နေလို့ပါကွာအောက်ပိုက်မငံပါဘူးဒါနဲ့မင်းနဲ့တီတူခေါ်စိန်သက်နိုင်တဲ့ကငယ်ပေါင်းတွေလားငါတို့ကတော့ဒီကိုရောက်မှသိကြတာ သူနဲ့ကျွန်တော်အကြောင်းပြောရရင်ဇလန်ကအရှိကြီးပဲဒီကြရဲဗျာသူ့မှန်းလဲကျွန်တော်နဲ့ကဘယ်လိုပြောရမှန်းတော့မသိဘူးတကယ်တကယ်သူ့မှကခင်ဗျားတို့မြင်ဘူးလားမြင်ဘူးတယ်တကယ်လှတာပဲတီတိုးနဲ့ကတော့တခြားစီပဲတခြားစီချက်ကတော့သူ့အမကဒေဝစရာနတ်သမီးလိုလှပြီးတီတိုးရုပ်ကတော့ကျွန်စုပ်ပြီးလှုပ်ပြထားတဲ့တည့်ရစိတ်ကလို့ကြည့်ရပြီးဝန်းနှင်းထားတဲ့ယုံမျိုးဗျာ ဟုတ်ပါဟုတ်ပါမင်းနဲ့တီတူအမတို့ကဇလန်းတောင်ရှိတယ်ဗော။ကဲရင်ပြောစမ်းပါဦး။ဟာဗျာခင်ဗျားတို့ကလည်းဇွတ်ကျွန်တော်ဘယ်လိုပြောရမှန်းတော့မသိဘူး။ဘာမှမဖြစ်လို့ဗောဗျာ။ဝရဲကြီးတရားဒါနောက်ရကဘလူးငရုတ်တိကိုကိုင်မိလိုက်တယ်လို့ရှူရှူရှဲရှဲဖြစ်သွားစဉ်သူ့ဘောင်းဘီအိတ်ထဲမှာကူကူဖုံးလာနေတယ်။ဟိုတော့တန်ထွက်လာတဲ့ဖြင့်ဘောင်းဘီအိတ်ထဲမှာဖုံးကိုထုတ်ယူလိုက်စဉ်ဟော လက်ပုလက်ချက်ကိုမိတာပဲဟေမြမကြီးမှရှိတယ်ခမရမိမတွေဟော့နေယူပဲခမရတိတ်ခါကိုယုံလို့မမြင်ခွဲရစင်ကာပူနိုင်ငံကိုစိတ်ချလက်ချလွတ်ထားခဲ့တဲ့ခမရမိမကိုဒီတရင်မပေးလို့ကတော့ကျွန်တော်လူဖြစ်ရကျွတ်နဲ့မှမဟုတ်ဘူးကိုမနဲ့ခမရကရောဒီအတိုင်းမသိကြအောင်ဆောင်ပြီးကိုရဲကြီးကိုလွတ်ထားတယ်လားနည်းနည်းပါးပါးလေးတော့ဆုံးမမယ်လို့မတွေးမိဘူးလားအလကားထင်တာတို့လျှောက်ပြောမနေနဲ့ အဲ့ဒါတီတီတီကလင်ကလင်ကလင်ဖုံးခေါ်တန်တွေလိုမျိုးနောက်ပေါ်တဲ့ဖုံးတွေမှာပါတဲ့ဖုံးခေါ်တန်ဟာဘုံမင်းကကျွန်တော်ကိုဟောက်လိုက်စဉ်တွင်သူ့ဘောင်းမီအိတ်ထဲမှနေ၍ကူကူဖုံးလာနေတယ်ကူကူဖုံးလာနေတယ်ကူကူဖုံးလာနေတယ်ဆိုတော့အတန်ထွက်လာသည်နဲ့တပြိုင်နက်ဟာလှုပ်လိုက်လေဗျာခမရတို့နှစ်ယောက်ကတကြည်တည်းတညံတည်းတွေအလိုတူအလိုပါတွေဝဲကြီးမိမကခမရကိုပါလှမ်းပြီးဆဲအောင်လှုပ်ပြမယ် တို့စဉ်ဒီတို့တယောက်အစိမ်းရောင်တန်ဘူးလေးကိုကျွန်တော်စပွဲပေါ်တို့ချပေးရင်ဖောင်းကလေးမြည်အောင်ဘူးကိုဖွင့်လိုက်သည်ဖြင့်အလိုက်တိလာကြီးလားငါကောင်ကြီးရာဟစ်ဖော့နဲ့ဘောင်းမီအပွားမင်္ဂလာဦးနဲ့စာတို့ကြီးဆိုသလိုဘဲကင်နဲ့ဘီယာကလည်းလိုက်မှလိုက်ဘဲကင်စားဘီယာတောက်ပြီးမှကိုကိုဖုံးလာနေတယ်လို့ပြောတဲ့ကောင်မအကြောင်းကိုကောင်ကောင်ကြီးတိုင်ထက်လိုက်အောင်ပဲမိမျက်စီကိုသေချာဖြဲကြည့်တန်ဘူးအစိမ့်မြင်တိုင်းဘီယာမှတ်မနေနဲ့အဲ့ဒါဂရင်းတင်းလို့ခေါ်တဲ့လက်ဖက်ရည်ချမ်းရည်နွေးချမ်း အဲ့ဒီရင်နွေးချမ်းကိုအေးအေးခံပြီးစီသွတ်ထားတဲ့ဘူးဟာ။ဩစီသွတ်စရာရှားလို့ရင်နွေးချမ်းတောင်အလွတ်မပေးကြတော့ဘူးလား။ထားပါတော့ကွာ။ဟိုနေရောင်ရဲ့ကိုကိုဖုံးလာနေတဲ့ကိစ္စမင်းလည်းသိတယ်မဟုတ်လား။ကျွန်တော်စကားပင်မဆုံးသေးဒီတို့အေကထမနေ၍ကိုကိုဖုံးလာနေတယ်။ကိုကိုဖုံးလာနေတယ်။ကိုကိုဖုံးလာနေတယ်။ဟိုသာတန်ကထွက်လာသည်ဖြင့်ဩမင်းကလည်းထုံနီး၎င်းပေါ့ဟုတ်လား။ ရေမြေပြောင်းတော့စိတ်ထားတွေပြောင်းကြပြီပေါ့လေဟွန်းဒီနိုင်ငံကိုရောက်လို့စာလုံးရေးစပြီးတွေ့ရရတဲ့ငါရဲ့အားထားရတဲ့မိတ်ဆွေကြီးတွေအားလုံးပါကိုကိုရေဖုံးလာနေတယ်လို့ပြောပြမဲ့သူတွေကိုစီကိုစီရှိနေကြပြီဆိုတော့စင်ကာပူနိုင်ငံမှာလာရောက်ပြီးလုပ်ကံနေကြတဲ့ကိုကိုတွေအားလုံးလည်းဖုံးလာနေပြီပေါ့ရွာမှာကြံနေခဲ့ကြတဲ့ဇနီးမယားနဲ့သမီးသားတွေခင်ဗျာလဲလင်ပုတ်မဲ့အဖေပုတ်မဲ့ငွေကိုဖြုံးမဲ့အဲအဲဟုတ်ပါဘူးသုံးမဲ့လို့မျှော်လင့်ဆောင်စားနေကြတာမဟုတ်လား ီကလင်းအဖေတွေကတော့ကိုကိုရေဖုံးလာနေတာနဲ့ကုန်းပြီရှာထားသမျှတွေပြုံးတိကပတ်သွားပြီဆိုတဲ့အကြောင်းအောင်မလေးငါဘယ်လိုပြောထွက်ပါတော့မလဲဟဲ့ရှာမှာဗရိတ်မရှိတိုင်းဘလစ်ဘလစ်နဲ့အမြင့်မပြတ် အတန်ထွက်နေတဲ့မင်းပါဇက်ကြီးပိတ်ထားစမ်းအခုလာတဲ့ဖုံးကကိုဝေရန်ရဲ့ဖုံးမင်းရောက်မရောက်သိရင်လို့တဲ့လှန့်မိတာပြောပြောဆိုဆိုနဲ့ကိုရဲကြီးကသူ့လက်ထက်ကဖုံးကိုလှမ်းပိတ်နေတဲ့ပြင်ယူဖို့ပြင်လိုက်စင်ကိုမနေကယော့ဒီမှာလဲမင်းရဲ့ဖုံး မကြိုးမပဲ့မတည်မပြောင်းနဲ့မင်းစင်ကင်ဘူးကိုရောက်တာဟုတ်မဟုတ်တန်းအောင်နဲ့ဘိုးစိုးတို့ကလှမ်းပြီးကွန်ဖန်းလုပ်နေတာကျွန်တော်လည်းသူတို့စီကဖုန်ကိုယူလိုက်ရမလားဟုလက်ဟန်ပြင်လိုက်စဉ်ဒီတို့ကသူ့လက်ထက်ကဖုန်ကိုထုတ်ပေးရင်ဒီမှာကမင်းသိန်းဦးနဲ့ညီညီတို့အုပ်စုတွေမင်းရောက်နေတာတေချာလားမတေချာလားအတိအကျသိချင်ကြလို့တဲ့ကျွန်တော်လက်ကြီးကဟိုရမ်းဒီရမ်းဖြင့်သူတို့ပေးနေသည့်ဖုန်သုံးလုံးထဲမှာဘယ်ဖုန်ကိုလှမ်းယူ၍ဆက်သွယ်ရမှမသိဖြစ်သွားသည်ဖြင့် ဒီမှာဗဇက်ကဓပောက်ထဲဖုံးက၃လုံးဘယ်လိုနားထောင်ပြီးဘယ်လိုပြောရမှာတော့ဗျာရတယ်ပူးမနေနဲ့ဖုံးကစပီကာဖွင့်ပေးမယ်သတိဉာဏ်ဝင်ပြောပြီးတော့ကိုရဲကြီးကပြောပြောဆိုဆိုသူ့ဖုံးမစပီကာကိုဖွင့်လိုက်တဲ့ပြင်ကိုမနေနဲ့တီတို့ကလည်းထိုအတိုင်းလှုပ်ပြီးကျွန်တော်ဤမျက်နှာရှိသူဖုံးများကိုထိုးပေးစဉ်ဘုရားမင်းတကယ်ရောက်လာပြီပေါ့နော်ဟိုသည့်ဆွတ်ပြန်သောအတန်ကကိုဝေယံဤအတန်ဖြည့်ပြီးကိုရဲလက်ထက်ကြီးဖုံးထဲမှကျဲလောင်စွာပေါ်ထွက်လာသလိုကိုဘုရား ခလားတောင်းတော်မြည်တဲ့ကျမ်းမာရေးချင်းနေနဲ့စင်ကာပူကိုခြေချနိုင်ပြီဗောဟုတ်လားကိုဘောတော့အခုစင်ကာပူကိုရောက်လာတာကိုဘောတော့အစ်စ်မှန်ဆိုရင်ခမရတန်လေးကြားပြစီလားဗျာအံအောမှုအပေါင်းကျင်းနှုမှုအပေါင်းဖြင့်အငမ်းမရမေးမြန်းတန်များကဘုံတွေထဲမှထွက်လာသည်ဖြင့်ကျွန်တော်ကလည်းလှိုက်လိုက်လဲလဲဖြင့်ဟုတ်ကဲ့ပါကိုဝေယံကျွန်တော်ဗိုလ်တော်ကိုတကယ်ရောက်လို့လာပါပြီတနေ့လုံးနေမှာတခါတရံသာငွေပို့တဲ့အတွက်ခမရမေကသူ့နှုတ်ဘူးကိုအတိုးအတွင်းနဲ့မတွေ့ဖဲနဲ့ အရင်အတိုင်းတောင်မှနောက်ဘဝကြမှာကြည်အောင်ဆက်နိုင်မယ်လက်မမြင်ပါဘူးတို့ကျွန်တော်ဖွင့်ဟဝန်ခံသွားတယ်ဗျာမောင်နှောင်းနဲ့ဘိုးစောတို့ရေမင်းတို့သွားနေကြလာနေကြရွှေလန်းငွေလန်းဖောက်ထားတဲ့နှိုက်အဲအဲဟုတ်ပါဘူးအဲနိုင်ကလပ်ကိုလိုက်နိုင်အောင်လို့ကျမရေကိုအထုကောင်းဝင်အောင်ပြုစုပြောထောင်ပြီးမှစင်ကာပူကိုလာခဲ့တဲ့အကြောင်းသတင်းကောင်းလေးကိုပလိုက်ပြစေညီလေးမင်းတို့မင်းပို့တဲ့ငွေတပြားတွေကြောင့်မင်းရဲ့မရိကညာလေးကလည်းမင်းအရက်ပူတယ်လို့မထေမဲ့မြင်ပြောခဲ့မိတာကိုနောင်တရတဲ့အတွက် မင်းပြန်လာရင်သူနဲ့တူရင်ပေါင်တန်းပြီးမိမိမိတော့မိမိနဲ့မင်းလျှောက်လန်းနိုင်ဖို့အရေးတွေလက်ဖက်ရည်ဆိုင်ကခွေးကြေးပုကလေးကိုတဲကျွတ်တက်ပြီးမင်းစီးဖို့အစီအစဉ်ပြီးပါပြီတဲ့ကရုံးမဆိုမင်းကလားလေးကင်သာတို့နဲ့တူသေးတော့ညီကိုဖွဲ့ပြီးတပြောတပါးကြီးဖားရိုက်ထွက်တဲ့ညီကြီးကိုလည်းမင်းရဲ့မဟေတီကစပယ်ရှယ်ဒုတိယချောင်းနဲ့အိမ်ဘဝကစောင့်နေတဲ့အကြောင်းသတင်းကောင်းတွေပါရင်စာလုံးမျိုးကိုကျွန်တော်ဗိုလ်တော်ချေချာခြင်းကျွန်တော်ချစ်ခင်လေးစားမြင်လို့ရပါတော့ ဥဥဒေါ်ဒေါ်ဂုဂုမမနဲ့တကွာမိသာပေါင်းကို မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာဂရဝပြုလိုက်ယုံနဲ့အားမရသေးလို့မင်္ဂလာပေါင်းနဲ့ခံကြောင်းနိုင်ကြပါစေလို့လဲစုမွန်တွေပန်ချွေလိုက်ပါတယ်ခင်ဗျာ။ gain ဒီကလောက်ဆိုရင်လဲသာသာလေးရုပ်အသွင်ကိုမမြင်ရပေမဲ့အတန်ကိုကြားရပြီမို့ချစ်မိသာပေါင်းဝမ်းမြောက်လို့ကျင်းနဲ့အားရကြပြီထင်ပါတယ်။ဒီမှာကလည်းစားတုံးတောက်တုံးတန်းလန်းကြီးဆိုတော့တန်းလန်းကြီးနဲ့ဆိုတော့ကျွန်တော်စကားမဆုံးသေးကိုဝေယံတန်ကဘုရား မင်းမမင်းအစေစင်ကာပူကိုမင်းတကယ်ခြေချလာပြီဆိုတော့မနေ့ကစိုင်းနောက်လုပ်ပြီးအလုတ်ထွက်ဖို့ရုံကငါသွားမယ်။ကိုရန်ကျွန်တော်တန်းအောင်နဲ့ဘိုးစိုးတို့ပါကိုဝေရန်အလုတ်ထွက်စားတင်မဲ့ကိစ္စကို တားပြစေဗျာ။ထွက်စားတင်ရင်ရုံလုံထုံးလုံနီးအရာတပတ်နှစ်ပတ်ကြာတတ်လို့ကျွန်တော်တို့နှစ်ယောက်ကတော့အခုချက်ချင်းတင်မောဘော်ကရေထဲကိုခုံဆင်းပြီးကိစ္စတုံးလိုက်တော့မယ်။အဲ့ဒါကပုံပြန်လိုက်မယ်။သဘောတူရင်1 2 3ပဲ။နေုံနေုံအရင်မလုပ်ကြပါနဲ့။ ူမြက်ခွက်ကိုမကြည့်ကျင်လို့ကိုဟာကိုရေထဲဆင့်သေးဖို့ကြံပေမဲ့အဖန်905ကဘာကြီးကပြည့်လွတ်မှာမဟုတ်ဘူးကျွန်တော်မှာအကြံကောင်းရှိတယ်ကိုမနဲ့ခမညီချုံမုံကသူ့လက်ကားတွေခမသုံးပြစ်လို့လူသက်ချင်းစိတ်ပေါက်နေတယ်လို့ကြုံဝါနေတယ်ခမကိုကြတော့အကိုကြီးအဖရမို့လို့ပြင်စနန္ဒီယကံကြီးထိုက်မှကြောက်လို့လက်ဆောင်နေရပေမဲ့ဒီပြင်ကောင်ဆိုမချောင်ဘူးဆိုပြီးဒုတ်တပြင်းပြင်းဓာတ်တပြင်းပြင်းဖြစ်နေတာသနာပါတယ်ဗျာခမညီလေးအချုံမုံစိတ်ပြေလက်ပြဖြစ်သွားအောင်ကိုဘူတောင်းနဲ့လှည့်ပြီးရန်တိုက်ပေးလိုက်ပါဗျာ ောင်းလိုက်တဲ့အကြံကွာအထမြောက်အောင်မြင်ပြီးအစပါပျောက်သွားလို့ကတော့သူတောက်နေကြပလင်အကြီးတစ်လုံးထောင်ပေးအောင်မယ်ဆိုတဲ့ကြောင့်တရင်ကောင်းလေးပပိလဲဆံပါဗျာကျေးဇူးရှင်ကြီးစင်ကာပူကိုကြွလာလို့ခြေစုပ်လက်နဲ့ပြုစုကြမယ်ကြံကြတယ်ပေါ့လေမင်းတို့တွေမြောက်ပေးတိုင်းအကိုကြီးအဖရာကိုမနေနဲ့ညီတော်မောင်အချုံမုံကငါ့ကိုလှုပ်ကြံလိုက်မယ်လို့ထင်နေကြသလားနော်ကိုမနေရာအာအကိုရဲ့ကြီးလှုပ်ပါဦးကျွန်တော်ဖင်ကိုကိုမနေမိကျင်နဲ့မိမြိုင်နေတယ်ဗျို့ ပဟာချကွာလုတ်တယ်လဲဆံမာစသည်ဖြင့်စသည်ဖြင့်အဘေအမြတ်တန်များကဘုံဓမ္မတစဉ်စီစီညာညာပေါ်ထွက်လာသလိုကျွန်တော်တို့လည်းရုပ်ရုပ်သက်သက်ဖြစ်သွားစဉ်ဝိနဂဝမဝင်လာသူဤတအံတော်အံကြောင့်ကိုရှင်တရင်လှည့်ကြည့်လိုက်တော့ကျွန်တော်နှင့်တရက်ွယ်တဲ့သာကိုအသေးလေးဖြစ်နေ၍ကျွန်တော်ဝန်တာသွားစဉ်သူကဟာဒီလိုကဧည့်သည်ရောက်နေတယ်လို့ပြောပြီး green team တပူးယူသွားလို့ဘယ်ကဧည့်သည်များလဲလို့လာကြည့်တာလက်ဆက်သက်တော့ပန္တရာဘုတော့ကိုကွာဒီလို မင်းတော်တော်မကောင်းတဲ့ကောင်ကွာတကယ်ဆိုဧည့်သည်ရဲ့နာမည်ကိုဘိုးတော်လို့ပြောခဲ့ရင်မင်းတော်တင်မောခြင်းတဲကိုငါလုံးဝချေမချတဲ့ပြင်ငါရှိတယ်လို့တောင်မပြောခိုင်းဘူးချစ်လာကြည်လားကိုသေးလေးရဲ့ခမညာခမညာစင်ကာပူကိုမသွားခင်လူမသိအောင်ကြိတ်ပြီးဆေးထိုးတုန်းကအဖို့အဖြစ်ကျွန်တော်လိုက်ပေးခဲ့ရတဲ့ကျေးဇူးတွေကိုမေ့ပြီပေါ့လေခွေးကောင်အဲ့ဒီလိုဗဇက်စည်းကမ်းမရှိပဲဆွတ်ဆွတ်ပြောလွန်းလို့နင့်ကိုငါအမြင်ကတ်နေတာကိုမလဲခမညာတဲ့ကဂက်စ်မီဂျစ်လောက်တော့ကတော့ဒီကောင်ကမဖြုံဘူး ကဲမိဘဘောတင်ပြီးတခါတည်းသာမိမြိုက်လိုက်ဗျာဒါလေကျွန်တော်ကိုဇော်ကြီးဖွန်သားအမှတ်နဲ့မိခင်ပြစားကြမလို့လားအလူခံမဲ့လူသားရှိရင် အသက်နဲ့ခန္ဓာကိုယ်ဆင်ပြီးမိဘုံတဲကိုခုံဆင်းဝင်တဲ့အလောင်းတော်ယုံမင်းလူခမရတို့သားတကယ်စားမယ်ဆိုရင်ကဲမိဘဘောတက်ပြီးဗြိတန်ကရင်အရင်ဆုံးကြက်မဲ့ကျွန်တော်အသားကိုစေရနာသုံးနံပြတ်သားစွာနဲ့စားနဲ့ပုံပြီးကျွေးလိုက်လို့ကတော့ဝါမြရာကတကြောင်ငန္တာကတကြောင်ဖြစ်သွားမယ်ဟွန်းထွီး တော်တော်ညှစ်ဆုပ်တဲ့ဘုရားကိုင်ကိုင်တော်ကြတော့ဘုရားစားကြရှိတာစားပြီးအိတ်တော်ကမနဲ့စောစောကြီးထပြီးတော့မင်းအေးချင်းမလာခင်ဟိုရင်ကိုအရောက်သွားရအောင်မှာမဟုတ်လားအခုမှညဆယ်နိုင်ခွဲပဲရှိသေးတာစောပါသေးတယ်ဗျာလီမော်ကဆင်းဆင်းချင်းနိုင်ရီမတိုက်ခဲ့တော့မင်းနိုင်ရီရဲ့မြန်မာစံတော်ချင်းကဆယ်နိုင်ခွဲပဲရှိသေးတာရှိကိုတနိုင်ခွဲထပ်ပေါင်းပြီးရွှေ့လိုက်အခုစင်ကာပူစံတော်ချင်းကလည်းည12နိုင်ထိုးပြီးဟာဗျာဒါဆိုကျွန်တော်စင်ကာပူကိုခြေချလိုက်တာ တဏှာကြီးခွဲတီတီအသက်ကြီးသွားပြီပေါ့ဟုတ်လားမှန်ယူကြစမ်းပါဦးဗျာတဏှာကြီးခွဲတော့ပို့ပြီးအိုသွားတဲ့ကိုယ့်ရဲ့ရွှေရုပ်အသွင်ကိုကြည့်ရင်လို့ပါစကားများမနေနဲ့စားကြရှိတာကိုစားတော့ရေကြားမြေကြားရောက်လို့အငင်နေချိန်မှာကျောင်းလေးဘက်တငယ်ချင်းတွေသင်တန်းအတူတက်ခဲ့တဲ့တငယ်ချင်းတွေဓမျိုးသေးသားတရက်ွက်သေးသားအိမ်ကြီးချင်းတွေကိုတစုတဝေးကြီးတွေ့လိုက်ရလို့ဝမ်းသာလုံးစွပြီးဘိုက်ကမစားတော့ဘူးဒီကြားတဲ့အချိုးနဲ့ငံကလွဲလို့ဘာရတာမှမရှိတဲ့နတ်ကြံလူကြံစားကြွန်းစားကြံတွေကြောင့်ဂရင်းပြတ်သွားပြီး ကိုမနဲ့ဗန်းကန်နေတာလေဒီအရွေကိုသိမ့်တော့လေဗျာကိုကတော့အသေးလေးမျက်နှာနဲ့အရာရာခမရကိုဥစားပေးတာတောင်မှအလိုက်ကန်းစုံမသိဘူးဒီလိုဆိုတဲ့ဒေါက်တကြီးဒါမင်းရဲ့ခွင်လေးကွာသွားပကံတွေယူသွားတော့ဒီလိုနဲ့ကိုမနဲ့ကအော်ကြီးဟိကျဲဖြင့်မိဆိုင်ဖဆိုင်ပစ္စည်းများကိုတိုင်တယ်ရင်ပကံခွက်ရောင်များကိုသိမ့်နေစဉ်ကိုအသေးလေးကကျွန်တော်ပခုံးကိုပို့ရင်ဂိုင်းငါလည်းပြန်လိုက်ဦးမယ်ဩအခုမှသတိရတယ်ဟဲ့ကောင်ဗုဒ္ဓမင်းရဲ့မမလှိုင်း ကိုသေးလေးဤစကားမဆုံးခင်ပင်ဟာဟူသောကျေလောင်သည့်အတန်ကြီးကကျွန်တော်နှုတ်ပြားမှပွင့်အံထွက်သွားသည်နှင့်တပြိုင်တည်းကျွန်တော်ဤညာဘက်လက်ကလည်းဇဝဲကုံပေါ်သို့ဩင်္ဂနေမြည်အောင်ရိုက်ချလိုက်ရာအချင်းကြီးစိန်သားသောငရုတ်သည်ပကံကမြော့တဲသွားပြီးငုတ်တော်ကြီးထံ၍မျက်လုံးအပြူသားဖြင့်ကြည့်နေသောကိုရဲကြီးဤမျက်ခွက်စီသို့တဲ့တဲကြီးရောက်ရှိသွားလေသောအခါအုံမလီတီးပါပြီဗျာ ခုငေတံပါအောင်အလျက်ကိုရဲကြီးတရသူမြတ်ဝင်းအစံကိုလက်နှစ်ဖက်ဖြင့်ပွေရင်းဆွေဆွေခုံနေတော့သည်ဟုတ်ကဲ့ပါခင်ဗျာဇာရေးဆရာဆရာထူးဆွေအောင်ဤဟာသဝိတုတဘုတ်ဖြစ်တဲ့စာလုံးရေးစဆိုတဲ့ဟာသဝိတုစာအုပ်ကိုအပိုင်းကနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက် ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့တူလိုက်ပါနာဆင်ခံစားပေးခဲ့တဲ့တွေ့လဲကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်း6မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျန်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းပြတင်ပါခင်ဗျာ